မတီလာမန္တလေးနဲ့တနအိခီနေပြီးတော့နဲ့နှစ်နာရီခီဝက်လူရေစခန်နှစ်ထိုးကြီးမြို့နေအာပီဂျီနဲ့ကြီးပဲကြိုက်တာတော့ဘောမတတိုက်တခါလေမြင်အောင်လာကြည့်တစင်မှုတယောက်ဒါပါအဲ့မပြောတော့မပြောတော့ ောင်ကူလေတဲ့စခန်းကြီးစစ်ရာဆွေးမှုများကျူးလွန်ရတယ်ရေးပါတော့လေတဲ့ထောက်တိုင်းတစ်ခုအဖြစ်ထမ်းဆောင်ပေးနေတဲ့အပြင်ယခုရပ်ပိုင်းတောင်ပိုင်းတော်နိုင်ရေးအင်အားစုများဤတော်နိုင်ရေးလှုပ်ရှားမှုများကိုလေကြောင်းမှဒရဇက်ဘုံကျဲတိုက်ခိုက်ရတယ်အဓိကပါဝင်နေတော့လေတဲ့စခန်းတစ်ခုဖြစ်နေတော့ကြောင်း BWM Mission 37ဖြစ်တိုက်ခိုက်ကွန်ဂရက်ဂျူရီရှိမှာ PWN တောင်ကူလေတဲ့ချော်လိုက်တော့ အောင်ကြပင်းပြူလားတောင်ဝလီလက်ကိုရှို့လိုက်တုန်းနဲ့ BWN ကပြစ်ခတ်တိုက်ခိုက်လိုက်တယ်ရုပ်တံနေတော့ထွက်နေပြီအဲ့ဒီမှာဘဏ္ဍကောင်မသာပေါ်လေဘဏ္ဍကောင်မန်းစီကြိုက်လေဆိုတဲ့တဲ့င်းကိုပြောပြမှာအိုက်ပြင်ကိုလေနဲ့ထူးတိုက်ခတ်ရေးတက်ဖွဲ့နေတယ်ဘသူတွေထပ်ပေါ်လာအောင်မလဲဆိုတာကိုပြောပြမှာအဲ့တော့နောက်တစ်ခုကဟင်းတဒလေရပုံမူပိသားစုမိသားစုလိုက်ထွက်ပြေးရပြီအဲ့ဒီညမှာမနေ့ကတဲ့င်းတစ်ခု ပုံမူလေရက်ပို့ကြည့်ဖေးတန်းအဲဒီ PL ကတကယ်ရှင်းမလိုက်တယ်အဲ့ဒါက2024ခုနှစ်ကတည်းဒါဘုပီသူလူတို့ကအာရဝမ်းသာကြိုဆိုကြတာတွေ့ရတယ်လို့အဲတချို့ကျွန်တော်တော်လိုင်းဘက်ကလူတွေကလည်းဒီသတင်းကိုအစ်စ်လို့ထင်ပြီးတော့အစ်စ်လို့ထင်ပြီးတော့ဟောဥပ္ပတောင်းနေတောင်းတောင်းဖြတ်ပြပြောကြတာပေါ့ဗျာဒါအပြစ်တော့မဟုတ်ပါဘူးဒါပေမဲ့ပြည်သူလူထုကို တရင်ကောင်ပြောမဲ့သူတွေဟာတရင်ကိုစစ်စစ်တင်တယ်လို့ကျွန်တော်အကြံပြုလိုပါတယ်ခုနပြောတဲ့ BWN ရဲ့ short right တုံးတောင်မူလေးတန်းကိုတဲ့တယ်ပြစ်တာ jump fighter နှစ်စီးကင်လိုက်နိုင်ပါတယ်ပြု Y8 ဒစီလုံးဝတုံးမရနားနေဆောင်တလုံးဒူပိုမိုးကြီးနှစ်ဦးမသာပေါ်ပါတယ် short ပါတယ်ခွာတာမန်အရတာလေအုပ်နဲ့အချားအဆင့်6ဦးတိတ်ဆုံးပြီး ကိုတော့နှလုံးမိလောင်ပျက်စီးခဲ့ကြပါတယ်စုစုပေါင်းတန်ရာရတဲ့လူ12ဦးကိုတော့ဆေးရုံပို့တယ်လို့နောက်ဆုံးသတင်းများရသိရပါတယ်ဆိုတော့ Jet Fighter နှစ်စီးဒီနေ့กินတယ်ပြုဘသူကกินတာလဲ BWN ကပူပေါင်းတက်တွေနဲ့အတူကျွန်တော်ရှေ့ရှေ့ဝေးမပြောတော့ဘူးအဓိကတူတူနဲ့လူရင်းပြောချင်တာအဲ့တနက်ကအရန်ခတ်နေဟမ်ဆိုတော့ဒီနေ့နှစ်နှစ်ကောင်กินတယ်ဝိုင်းအိတ်တစီးกินလိုက်တယ်လီဒတ်ဟာ လေတဲ့ဟာဖြိုဖျက်ရမယ်ကိစ္စလေတဲ့ဟာမွှမ်းမွှားစစ်စစ်ကြေအောင်ချိန်မုံရမယ်တက်လေတဲ့မှာစစ်မှုထမ်းတဲ့ကောင်မှန်သမီးအမှုန့်ကျိတ်ရမယ်အချိန်ကြီးဒါကမင်းတို့ပြထမ်းတဲ့အတိုင်းပဲငါတို့လိုက်လံတင်ကြားနေတာဖြစ်ပါတယ်လွတ်အောင်ပြေးဟင်းတရာကကောတနိုင်ငံလုံးနဲ့မင်းတို့ကို နာစီတွေလို့ငါတို့တန်ခတ်ပါအဲ့တော့ဒီမှာဒီနေ့မှာဒီနေ့မှာ ဟိုတာဘောရဲ့ကျုံးဝါးတန်လေးတခုထည့်ပြောချင်ပါသေးတယ်မစုတ်တန်းခက်စစ်ကြီးပဲတိုက်ပါခင်ဗျတွေကစခန်းမှန်တမယတန်ဖို့ထေတာယူထားကြလို့ပြောလို့လေတဖက်မှာမနေ့ကမင်းအောင်လိုင်ကစစ်တိုင်းနေနဲ့စစ်တိုင်းမှုတွေနဲ့တပ်မှုတွေမှန်တမယအစီဝေးခေါ်တယ်ထိတ်တိုက်တွေ့မဲ့စစ်ဘွားကြီးတရက်ရှောက်လာပါဒီနေ့လာမနေ့ပြန်လား နောက်တစ်ပတ်မှလာနောက်တစ်လမှလာမှဆမရပြီမဲ့မချခင်ကာလတခု2025နှစ်မကုန်ကြီးဗျာတမဲဦးကြောင့်တိုက်ပွဲရှစ်ပွဲကြီးတခုတော်လိုင်းတက်တွေနဲ့တိုင်းသားကြီးရောတက်တည်ပြူပေါင်းပြီးတော့ဘာလို့ဖတ်စစ်တက်ကိုအပီးတိုင်ဖြိုလဲဖြိုကြမယ်အထူးတွေထိုးစစ်ငံရုံးဆိုင်ရာ operation တပ်ပေါင်းစုတက်တော်တွေခင်ဗျားတို့မြင်ရလိမ့်မယ်တီတူတွေကုဖို့ပြင်တာ ပြင်တာလွတ်ထွေးဖို့ပြင်တာဂိူးဆိုင်ဖို့ပြင်တာသမီးချက်တွေးကြကြိုကြဆိုကြဒါရအနာတရားဖြစ်ရင်စိတ်ကူတာပေးကြဖတ်စစ်တက်ကိုရရလက်နက်နဲ့ဆွဲကန်တော်လန်ကြဒီပုံစံကိုကြောက်ဖို့ပဲနေမကောအဲ့တော့မင်းအောင်လိုက်ကလည်းစိတ်ကိုအတပုံပြင်နေပြီဖြစ်တယ်လို့ခုနပြောတဲ့ကျွန်တော်တို့တော်လင်တက်တွေဘက်ကအန်ယူဂျီဥဆောင်တော်ပေါ့ဗျာနော်တိုင်းသားအရာဦးဥဆောင်တော်တော်လင်တက်တွေရဲ့အထူးထိုးစစ် တန်တမန်ထိုးစစ်တရင်ထိုးစစ်ဗတ်စုံစစ်ပွဲထူထူစစ်ပွဲကြီးဟာဒီကနေ့ဆိုရင်ပြင်းပြင်းထန်ထန်ကိုဖြစ်နေပါတယ်။ဘာကိုကြည့်ရင်တွေ့နိုင်လဲဆိုတော့မဲအောင်ရဲ့ lobby တွေဘက်ကမဟုတ်တန်တရားကမောက်ကမကလိန်ကချစ်တွေတရဇက်ထွက်ပြောနေတယ်။အစ်စ်အစ်စ်လူတွေလည်းထပ်မွေးထုတ်လာတယ်လို့နီလန်ပုံစုံနဲ့ဝါရားဖြန့်တဲ့အချိန်တွေတွေ့ရတယ်။အဲ့တော့စိတ်သက်စစ်စင်ရေးကိုသူတွန်းလှုပ်လာတယ်။အောင်မြင်တာမအောင်မြင်တာတပိုင်းကျွန်တော်တို့တွန်းလှုပ်လာတယ်ဆိုတော့သိဦးသိရမယ်။ ဘလိုနီးလာနေတော့လဲဆိုထင်ရောက်ထင်မှာကိုကိုကြားသိရတဲ့သတင်းတစ်ခုကိုကိုအာဒါဖက်စစ်တက်ကလောက်တာဥမာအိုတင်းခွင်းကိုကြေးရွာကိစ္စလေရင်နဲ့ပုံကျဲတာလို့တထက်ကြယုံကြည်မှုကိုစစ်ကောင်စီလော်ဘီတွေတိုက်ကပေါက်ပန်း40အမျိုးဆုံးပြောတဲ့ခါကျတော့ကိုယုံကြည်တာကိုပြောခဲ့တာဟုတ်မှဟုတ်ရဲ့လားဆိုတဲ့ထင်ရောက်ထင်မှာဖြစ်မှုပုံတံတန်တစ်ခုလောက်ရပါတယ်လုံနေပါတယ် ဲ့တော့တခုခုဖြစ်ရင်ကွာအဲကျွန်တော်တို့အိမ်မှာငငယ်တုန်းကမိဘတွေကိုမိဘတွေအိမ်ထဲကအဲသူစပွဲပေါ်တင်ထားတဲ့ပတ်စံကိုကိုကမသိအောင်ယူလိုက်တယ်ကွာမသိမသာစိတ်ရဲကွာဗောနော်စိတ်လေစားမှုပုံစံအဲ့တော့အမေကမေတဲ့တာနေပတ်စံတွေ့သေးလားဗောဟာအမေမတွေ့ပါဘူးအမေအထားမားတာနေပါပါတဲ့နော်အမေအထားမားတာနေမှာပါဆိုပြီးစိတ်ကိုလှည့်လိုက်လိုက်ချင်းပါအမေကအသက်ကလည်းရတော့ဩအေးငါများအထားမားသလားဗော ဒီလိုထင်ယောင်ထင်မှားဖြစ်မှုပုံစံတစ်ခုနဲ့စစ်ကောင်စီ lobby တသက်ရာ channel အပေါင်းစုံ TikTok မှာညီပေါင်းစုံနဲ့ဝါရဖြန့်နေတာကိုသိပြီးပါလေရင်ဘုံချင်းမှုဟာနှိမ့်စင်ဖြစ်နေပါတယ်အဲ့တော့နှိမ့်စင်ဖြစ်နေတဲ့ကိစ္စအရင်က၃ရက်တစ်ကြိမ်လောက်ပဲဘုံချဲနိုင်တယ်အခုဘာဖြစ်လို့ညီတိုင်းကိုဘုံချင်းမှုလုံနိုင်တာလဲတနေ့ကို၃ကြိမ်တက်မနေချဲတာဘာလို့လုံတာလဲလုံနိုင်တာလဲဆိုတဲ့အချက်ကျွန်တော်တိုင်းစကားမျှဝေပါမယ်အခြားသူတွေကိုလည်းမျှဝေပေးပါ အဲ့တော့စစ်ကောင်စီကလေတဲ့ကိုပုံစံပြောင်းလိုက်ပါတယ်အရင်တော့ကပေမလေတဲ့တွေကနေလေကြောင်းတက်ခိုက်မှုလောက်တာကနေအခုဆိုရင်စစ်လေရင်တွေကို leader scan ရှစ်ခုမှာခွဲပြီးတော့စစ်ဘက်ဆိုင်အောင်လုံးဂျုံရေးဆိုင်ရာသူတေသနာရဲ့အကြံပြုချက်အရာဘုံမပြတ်ကျင်းနိုင်အောင်မကွေး leader scan ဌာနချုပ်တရာဝူ leader scan ဌာနချုပ်မော်ဘီ leader scan နေပြီးတော့ leader scan လေကြောင်းတက်တင် leader scan ဌာနချုပ်ရှန်နေဂျီမိတ်တီလာပါ တောင်ငူလေးနဲ့စကန်ဌာနချုပ်၊နတ်ဆန်လေးနဲ့စကန်ဌာနချုပ်၊ပတ်သိမ်းလေးနဲ့စကန်ဌာနချုပ်နဲ့အပြင်မင်္ဂလာရုံမြကြီးနာမုံရွာဟုံးလေးတို့မှာလီလင်းနေအကုန်ဖြန့်လိုက်ပါတယ်။အဲ့ဒီမှာမှအပေါ်သားတိုက်လီရင်ဒီဖြစ်တဲ့ Y30 YAK 130ဘတ်စုံလုံးတိုက်လီရင် SU30 MG29 အပါဝင်လေရဲရင်ပို့ဆောင်ရေးလေရင်220ထက်မနည်းဘူးလက်နက်ခဲအနေနဲ့တူ လေဒါကဌာနချုပ်ဒီအားလုံးကအသင့်ဖြစ်တာပဲကျွန်တော်ခုနပြောတဲ့လေဒါကဌာနချုပ်အဲ့တော့ဒါဖြန့်ခွဲတိုက်ခိုက်မဲ့ပုံစံဖြစ်ပါတယ်မူရင်းလေဒါကကတော့ဒီဒီလေရင်ကမကွေးကြောက်ထုတ်ဖြစ်ဖြစ်ဒါပေမဲ့စီရင်လို့အချက်ကတရားဟုတ်ချက်ချင်းရွှေ့ရင်လေရွှေ့မယ်လို့ဆိုတဲ့ရှင်းရင်းပြောရရင်တော့ပြင်လွယ်ပြောင်းလွယ်စီရင်ပြုပါပုံစံကိုဖက်စစ်တာဟာလောက်လာပါတ ဲ့တော့လေကြောင်းကျဲတဲ့ဘုံတွေကိုကျွန်တော်ပြန်လေ့လာကြည့်ရင်ပြည်တွင်းထုတ်တွေကိုတက်နိုင်တဲ့ဘုံကျဲချတာမျိုးကိုတွေ့ရတယ်။နော်ကပ္ပစာ၃နဲ့ကပ္ပစာ၂၁ကိုတော့ထုတ်နေတဲ့လေကြောင်းဘုံတွေကို၃နဲ့အဲ့တော့ကျွန်တော်တို့လေရင်ခွင်းတွေကိုတိုက်မယ်လေရင်ခွင်းတိုက်ခတ်ရေးမရှင်တွေပေါ်ဆောင်မယ်ဆိုရင်တော့အဓိကလေဒါစကန်ဖြစ်တဲ့အဓိကလေဒါစကန်ဖြစ်တဲ့ဝေးလေဒါစကန်ဌာနချုပ်တရာဦးမော်ဘီ နေပြည်တော်လီဒက်စကန်လေယောင်တက်တင်လေလက်ဌာနချုပ်နဲ့ရှမ်းတဲတောင်ငူနတ်ဆန်ပသိမ်မင်္ဂလာတို့မြကြီးနာမုံရွာဟုံးမလေးမှာလည်းရှိပါလိမ့်အဲ့နေရာတွေကတော့တမဟောထိုးဝင်ပြီးလေလက်အတိုက်ကောလေရင်ကောဖြူချနိုင်မယ်ဆိုရင်တော့ဒီဒေါ်လာရေးဒီနှစ်မကူးခင်အောင်လန်ထူမယ်မှာဖြစ်ပါလိမ့်သိမ့်များများဆဆမဟုတ်ဘူးမပွေတက်တရာဦးနှစ်မော်ဘီ၃နေပြီးတော့၄ရှမ်းတဲ့၅ တောင်ငူ6နတ်ဆန်ခွန်ပသိမ်၈ဒီ၈ခုက main ဖြစ်ပါတယ်စကန်ဖလိုမှာမင်္ဂလာရုံမြကြီးနာမုံရွာဟုံးလေးဆက်နှစ်ခုလောက်ပဲရှိပါတယ်ကျွန်တော်တော်လိုင်းရေးဖို့လုံနိုင်မယ်လို့ယုံကြည်တယ်တော်လိုင်းရေးရအထွတ်ထိပ်ဆုံးသောအောင်ပွဲဖြစ်ဖို့အဓိကလေးတဲ့စကန်၈ခုကိုဖြုံဖြုံချရပါလိမ့်မယ်ဘလုံးနည်းနဲ့ဖြုံဖြုံချင်းတယ်လို့ဖြုံမိပဲရှုပ်ရှုပ်ပြပဲချချ အဆင်နဲ့ပတ်ပတ်လောင်လွဲနဲ့ပြပြတက်စီနဲ့ဖျံပြီးရှူရှူကြိုက်တယ်လို့ဗျာကြိုက်တယ်လို့ကြိုက်တယ်လို့ပုံစံနဲ့ကြိုက်တဲ့နီးညာနဲ့လို့ဒါပေမဲ့လေချောင်းနဲ့ပတ်သက်တဲ့အထူးတိုက်ခိုက်ရေးတပ်ဖွဲ့တွေကိုဖွဲ့ပြီးတော့ဒီလေတကရှစ်ခုကိုရတဲ့နီးနဲ့နီလန်းပေါင်းစုံနဲ့တိုက်ခတ်ကြပါလို့အထူးတိုက်တွန်းလုပ်ပါတယ်ဗဇက်ကပြောတာတော့မလွယ်ဘူးကျွန်တော်တို့မျောလင်းတာပြည်သူလူထုကလည်းမျောလင်းနေစကားမို့ကျွန်တော်ထွက်ပြောပြတာဖြစ်ပါလေ ဒီနေ့တော့တောင်ကူကိုစဆော့ပါပြီ BW ပန်ခုနကျွန်တော်ပြောပြီးပြီကဲချုပ်လိုက်မယ်ဆိုတော့ဒီအချိန်မှာလေဒက်နဲ့ပတ်သက်ပြီးတော့ပုံကျဲနေတယ်နေရာနဲ့ကိုပုံကျဲနေတယ်ဘာလို့ဘာလို့ရမလဲလူများကြော်ကြီးကမ္ဘာသမိုင်းမှာလေကျွန်တော်တို့တည်တည်နေတဲ့အင်္ဂလိပ်ကြီးပေါ့ဗျာဗီတိန်လို့ခေါ်တဲ့အင်္ဂလိပ်တီလောက်ကမ္ဘာမှာပုံကျဲခံရတဲ့နိုင်ငံပုံကျဲခံလိုက်ရတဲ့အချိန်မရှိဘူး ဒါကိုဗြိတိရှားတွေကြံ့ကြံ့ခံခဲ့တယ်ဗျကျွန်တော်ပြောပြမယ်ရှစ်လနဲ့ငါးရက်တိုင်တိုင်ဘုံကျဲတာဘုံကျဲတာလဲနာစီဂျာမနီကကျဲတာရှစ်လနဲ့ငါးရက်တိုင်ညစဉ်ဘုံကျဲတာလူထောင်နဲ့ချီတည်တာဘုံဘုံခုချင်းတွေကိုဘုံတလုံးကြိုက်ဒါစင်နဲ့ချီတည်ခဲ့ကြတာကလေးတွေဆိုရင်အပိုင်ပိုင်ဖြစ်ခဲ့ကြတာဒါကိုသူတို့ကြံ့ကြံ့ခံခဲ့ ဂျာမန်တို့ရဲ့နာဇီတို့ရဲ့ဘုန်းတော်ကိုဗြိတိန်ကြီးဘလို့ချက်ချန့်ခံခဲ့လဲဆိုလေတမိုင်းဝင်စိတ်ဓာတ်ကဘာမှစံပြုစရာအဖြစ်ရှိခဲ့တယ်ဘလို့ရင်ဆိုင်ကြော်လွားခဲ့တယ်သူတို့ကိုကဲသူမဲ့ဖြစ်မနေအောင်အစိုးရကလှုပ်ပေးတယ်ဒီညမှာ NUG ဒီလိုတို့ကဘုံကျဲတိုင်းခံနေရပါတယ်ဆိုပြီးကဲသူမဲ့စိတ်ဓာတ်မဖြစ်အောင်ရှားတဲ့လက်နက်နဲ့ရှားတဲ့နီးနဲ့စစ်လေနေကိုပစ်ပါခွဲပါလေတဲ့ရာရှိတွေကိုတက်တန်ခတ်ပါအဲ့တော့ ခုနဗြိတိရှားတွေကဆိုရင်ရှိတဲ့လက်နက်နဲ့ခံပစ်တယ်။ဗိုင်ဖယ်နဲ့ပစ်တယ်။ပြည်လူတို့ကကြည်ဟာငါတို့ကာဝယ်မဲ့သူတွေရှိတယ်။ကဲသူမဲ့မဖြစ်နေတဲ့စိတ်ဓာတ်ဟာရှင်းတန်နိုင်တဲ့စိတ်ဓာတ်ဖြစ်စီခဲ့ပါတယ်။လက်စင်းပေးမဲ့သူတွေမဟုတ်ဘူး။ရသည်မနဲ့ခုခံမယ်ဆိုတဲ့စိတ်ဓာတ်မျိုးပါ။နံပါတ်1စွတ်စွတ်ကြီးကြီးရေရေမောမောပျော်ပျော်ရွှင်ရွှင်စုစည်းနေထိုင်မှုကိုကျင့်သုံးပါတယ်။ပုဂ္ဂိုလ်ချင်းတွေမှာတယောက်နဲ့တယောက်ခေါင်းချင်းရိုက်ပြီး အိတ်ခဲ့ကြတဲ့အခက်ခဲတွေကျော်လွားခဲ့ကြတယ်အဲ့တော့သူတို့ကိုစစ်မြေပြင်ထိလာပြီးဖျော်ဖြေပေးတဲ့သူတွေရှိတယ်တောက်တောက်ထင်းတရွာတဲ့အထီးကျန်နေသလားအထီးကျန်နေတဲ့ပုံစံမျိုးမဖြစ်အောင်ထိတွေ့ရယ်စိတ်ထွက်ပေါက်ရစရာတွေကိုရှာကြံပြီးအချင်းချင်းအားပေးနှွေးထွေးကူညီရတယ်ပျက်စီးဆုံးရှုံးမှုတွေကိုတောက်ကတွေကိုဟာတလုံးပြကြတယ်ကြံ့ကြံ့ခံခဲ့ကြတယ် ဟာဒီအိမ်ပြိုသွားပြီဘုံချဲလိုက်လို့အေးဒီအိမ်ပြိုတာနောက်ထပ်ကောင်းတဲ့အိမ်ကြီးရချင်လို့ပေါ့ဟဲ့ဆိုရဲစိတ်ထွက်ပေါက်စိတ်ထွက်ပေါက်နေနဲ့ရှင်တန်ခဲ့ကြတယ်နောက်ပြီးတော့သူတို့ရက်တည်နေတာဟာတဲ့မှန်ကန်ပြီးတရားမျှတတဲ့အတွက်မကောင်းဆိုးဝါးဟစ်တလာရဲ့တန်ကိုခံနိုင်ပြီးနိုင်ရမယ်ဆိုတဲ့ယုံကြည်ချက်ရှိတယ်ဒါကျွန်တော်တို့တော်လိုင်းစိတ်တက်ပဲကျွန်တော်တို့ကလည်း ်ငါတို့တရားမျှတမှုကိုဆောင်ရွက်နေတယ်တိုင်းပြည်ကိုအနာဂတ်ကိုတည်ဆောက်ဖို့ကြိုးစားနေတယ်ငါတို့မှတ်ကန်တယ်ဒီမှန်ကန်မှုကြောင့်ပဲမင်းအောင်နိုင်ကိုနိုင်ရမယ်ဆိုတဲ့ယုံကြည်မှုရှိမှုရှိရမယ်ဒါကတော့မေလ17ရက်နေ့မှာတောင်ငူလေတက်စခန်းကိုရှော့တိုက်ဒုံးနဲ့ပစ်တဲ့အချိန်မှာနော်ရှစ်လုံးကထိရောက်ဆိုတာကြက်ရောက်ပြီးပောက်ပွဲတဲ့ရက်လက်ထွက်ပေါ်လာတာဖြစ်ပါတယ်ကြာပြီလှုပ်ဖို့ကောင်းနေတာပါဒါပေမဲ့လှုပ်ဖို့အတွက်ရှော့တိုက်ဒုံးတစ်ဒုံး ရဖို့အတွက်လည်းကျွန်တော်တို့တော်လိုင်းဖက်မှာငွေကုန်ပြည့်ကြများပြီးစုဆောင်ပြီးလောက်ကတာဖြစ်တဲ့အတွက်တော်လိုင်းအင်အားစုတွေကစိတ်သွားတိုင်းကိုမပါတဲ့နေရာမှာလည်းရှိတယ်အဲ့ဒါအဓိကခရမ်းလက်နဲ့လိုအပ်ချက်ပဲဖြစ်တယ်ဟင်းတို့ဟိုပြောလိုက်ရင်ဟိုဘာဖြစ်တယ်စစ်ကောင်စီတွေကတကယ်လေကြီးတယ်ပြောလိုက်ရင်ဘာဖြစ်တယ်ညာဖြစ်တယ်ဟိုဟာဖြစ်တယ်ဒီဟာဖြစ်တယ်အငါတို့ကဘလို့ငါတို့ကဘလို့နိုင်တာမင်းတို့တော်ဆောက်ရှက်မရှိတဲ့ကောင်တွေစစ်ကောင်စီအုပ်စုတွေကစစ်ကောင်စီလော်ဘီတွေရောကဲ 没弄标咯，没那个那样嘛，等那干的不着壳里的，把皮的伢皮的烧壳里的，把伢做给烧壳里的呀。没弄不白没，没弄布衣的布木料，便宜多嘛，便宜你的讲呢，布衣那那扛嘛没得布家啦，喏，而且讲是的那等拉路，等拉路，阿鲁在他那讲呢，伊呗，布衣那没得布家啦，没弄阿嘛，布衣那里呢里呢，这为新来的讲呢，讲呢路标得讲呢，就多味道嘛阿嘛粗糙呢啦，家啦，家啦，阿了没弄不着的，是吗？ မင်းတို့290ကျိုးစုထားတဲ့လက်နက်တွေကြီးရင်လေအကုန်လုံးသုံးတာတော့မှမင်းတို့ဒီ PDF တွေကိုမင်းတို့နိုင်လားအခုနိုင်သွားပြီလားအမြင်မပြုတ်တဲ့အပြင်မင်းတို့နယ်မြေပါထပ်ဆုံးရှုံးတယ်မှလားဒါလည်းမင်းတို့ကလေရမချသေးဘူးကြားလားမင်းတို့လေသိမ့်မကြီးနဲ့ကြားလားဒီမင်းတို့ဘောမလော်ဘီတွေပါလေသိမ့်မကြီးနဲ့ဘာဖြစ်လို့လဲဆိုရှက်စရာကြီးဖြစ်နေလိမ့်မယ်နောက်တစ်ချိန်ငါတို့နဲ့တွေ့လို့ရှိရင်ငါတို့ကတော့ ဟိုလက်နဲ့မကင်ရင်တော့ပြည်သူလို့ပဲတတ်မှတ်ပါလေလက်နဲ့မကင်ရင်တော့ပြည်သူလို့ပဲတတ်မှတ်ပါမင်းတို့ပါမင်းတို့ငါတို့ဝေဖန်ပဲဝေဖန်ပဲတိုက်ပဲတိုက်ခိုက်ခိုက်ကြိုက်တာပဲပြောပြောငါတို့စိတ်နဲ့ငါတို့ကတော့ဘာမှလုပ်မှာမဟုတ်ဘူးဒါပေမဲ့ဥပဒေတော့ရှိတာပေါ့ကွာအဲ့ဒါကတော့ဥပဒေပိုင်းဆိုင်ရာဒီအစိုးရပိုင်းဆိုင်ရာတွေသွားလိမ့်မယ်ဒီဥပဒေပိုင်းဆိုင်ရာငါတို့ဒီပြည်သူ့ကော်မတီတက်မတော်သားတွေအနေနဲ့ကတော့လက်နဲ့ကင်ပြီးတော့မှငါတို့ပြောင်းမလဲသေးရင်ငါတို့ကရန်သူလို့မတတ်မှတ်တော့ကြောင့်မို့မင်းတို့ဘာမှတော့လုပ်မှာမဟုတ်ဘူးဒါပေမဲ့ငါတို့မျက်နှာကိုတွေ့ရင်တော့မင်းတို့ရှက်ရှက်နေလိမ့်မယ်သိလားဟာ နှစ်90ကျော်ချိုးဆူထားခဲ့တဲ့တက်မတော်ကြီးကိုအားကိုးယုံကြည်လိုက်တာအခုတော့၃နှစ်၄နှစ်သားလေးရဲ့ခေါင်းခေါက်တာပိုင်ရတာခံနေရတယ်ဆိုပြီးတော့မင်းတို့ရှက်နေမှာဆိုတော့ငါပြောတာသိရစကားတွေမကြုံနဲ့ငါတို့ဘက်ကိုလေသိတာမင်းတို့အဘက်ဘက်ကရှုံးတော့မှာကွာအဘက်ဘက်ကရှုံးတော့မှာမဟုတ်အဘက်ဘက်ကရှုံးနေပြီမင်းတို့ရိုင်းနေပြီပြိုဖို့ပဲကြံတော့တယ်ဖြိုမှာငါတို့ကလည်းသိတာငါတို့ကလည်းစုဆောင်မယ်ဖြိုမယ်မင်းတို့လိုမျိုးနှစ်90ကျိုးဆုခဲ့နော်နိုင်ငံတကာချိတ်ဆက်ပြီးလက်နက်ဝယ်ခွင့်တာရခဲ့ရင်မင်းတို့ဆိုတာနှစ်နှစ်မခံအောင်ဒီလားမင်းတို့မင်းတို့ မင်းတို့လိုမျိုးလက်လက်ကိုအကျွေးနဲ့ဝယ်လို့ရတာလို့နိုင်ငံတကာချိတ်ဆက်ပြီးဝယ်လို့ရတာလို့စိတ်ယုံရှိတာလို့ဆိုရင်မင်းတို့နှစ်နှစ်မခံဘူးမင်းတို့အခု၃နှစ်ထိခံနေသေးတယ်ဆိုတာသိလားငါတို့ရရလက်နဲ့ဆွဲကင်ပြီးတော့မှရှိတာနဲ့ဖြစ်အောင်လုပ်နေလို့မင်းတို့နှစ်နှစ်၃နှစ်ခံတာဒါတော့မင်းတို့တော်တော်တောင်းချဆိုင်နေကြလားမင်းတို့ဖြူဟာမူးတို့ဘာတို့ဖမ်းတဲ့ PDF တွေကလေဘူဇင်နဲ့တက်ဖူးတဲ့ကောင်တယောက်မှမတွေ့ဘူးငါငါလည်းမတွေ့ဘူး PDF ဘူဇင်နဲ့ရှိလားတော့မသိဘူးငါလည်းမတက်ဖူးကွာဟိုဒါမဲ့မင်းတို့ဖမ်းပြီးကောင်းကောင်းဆုံးမနေတာကြားလား ဲ့တော့အဲ့ဒါနဲ့တည်းရှက်လို့လေးတော့လေးတော့မတိုက်သေးဘူးသိတာစောင့်ချုံပြီးငိုသင့်တာမင်းတို့ဘောမအုပ်စုလေးတကယ်ကတော့ဒါ290တက်မတော့ရာလင်းရင်နဲ့လင်းရင်နဲ့တော့အောက်တန်းသားလို့ချောင်းပြစ်တယ်သိရဟိုထောင်လန်းကြီးကိုလိုက်ထောင်လန်းလိုက်ဒီထောင်လန်းကြီးကနေထောင်လန်းလိုက်ထောင်လန်းလို့ရဝိုင်းအလင်းငိုင်းရှောက်ပြစ်လိုက်သိလားဟိုဒီလိုအောက်တန်းသားလို့ရောဘာလို့ရောအမျိုးမျိုးလောက်တာတော့မှမင်းတို့ရှက်ဖို့ကောင်းတယ်အထိုးကြီးမျိုးနဲ့ဝက်လူးကြည့်ရမှရှိရဲ့ဒါလုံချိုးစကန်ကိုအကြပ်ဖတ်သမားတွေက ဒါအင်အားလုံးကြီးနဲ့လက်ရှိတိုက်ခိုက်နေရလို့ကျွန်တော်တို့ဒါနေမီကနေပြီးတော့ဖုန်းအဆက်အသွယ်ရပါတယ်တိုက်ဝဲတွေကပြင်းထန်ပါတယ်အကြမ်းဖက်သမားတွေကဒီကျူရကိုတိုက်နေတာကျွန်တော်တို့ရက်ကတော်တော်လေးရှိလာပါပြီရက်ကတော်တော်လေးရှိနေပါလားရှိလာပါပြီအဲ့တော့အကြမ်းဖက်သမားတွေကတော့သူတို့ဘလောက်ပဲတေးတေးဒီစကားရရှိရတို့ကသူတို့ရဲ့ဘန်းတိုင်းဖြစ်နေပါတယ်အဲ့တော့အဲ့တော့ကျွန်တော်တို့ဒီကနေ့9ည9နာရီအမင်း20ချိန်မှာတိုက်ဝဲတွေပြင်းထန်နေတယ်လက်ရှိကျွန်တော်အဲ့ဒီရွာမှာကဒါဒီကျူရမှာနေတိုင်းနဲ့ပြည်သူပေါင်းများစွာလည်းကျွန်တော်ပိတ်မိနေတယ်လို့သိရပါတယ်ဒါကြောင့်ကျွန်တော်တို့ဝလူး ဟိုလူမှရှိရဒီလိုမျိုးစကန်နဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တို့ဒါပြင်းပြထန်ထန်ဆောင်ရွက်ပေးဖို့ဒေသပြည်သူတွေကတော့ကျွန်တော်တောင်းဆိုလေးရှိပါတယ်ဒီချင်းတွေကိုတင်ပြပေးတာဖြစ်ပါတယ်